အားလုံးရဲ့လမ်းစာကိုဖန်နေမှုနဲ့အတူ quarter final ကိုတက်ရောက်သွားခဲ့တယ်လို့ရေပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာသူမြောင်အိုင်ဘတ်ခွန်ရှိကုန်အေဂျင့်ကနေပြန်လည်ကြိုးလိုက်ပါတယ်ဒီနေ့မနေ့ဆွမ်းပိုင်းစာကဲတဲ့ကလက်ကဘာဗလာမှာတော့ Spain Thai League Real Madrid ဟာ Juventus ကိုတကူကုမရှိနဲ့နိုင်ယူပြီးတော့ quarter final အဆင့်ကိုတက်လန်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်မြေပြတဲ့စာပြေလုံးဆိုလက်အောက်မှာတဖြည်းဖြည်းနဲ့တားကျလာနေတဲ့ Real ဟာတပွဲတစ်တပွဲကစားပုံပိုကောင်းလာခဲ့တာပါအလွန်ဆော်ရီရဲ့မှာနောက်တန်း3ယောက်တန်းကစားကွက်ကိုအသုံးပြုနေပြီဒါဟာဖန်တီးမှုစွမ်းရည်မြင်မာတဲ့အာလိုတို့လိုကစားမားတွေအတွက်တော့မဟာမဟာအခွင့်အရေးပဲဖြစ်ပါရင်ဒီဘက်မှာလည်း ရေးအတွက်တလုံးလဲသောအနိုင်ကိုကိုအာနုကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ရေးအနေနဲ့ဗမာပိုင်းမှာကလေးကပွဲကိုဥဆောင်ကစားထားနိုင်ခဲ့ပြီးအခွင့်အရေးတတော်များများရခဲ့ပေမဲ့အသုံးချနိုင်ခဲ့ပါဘူး။ဂျူမင်းကတော့သူတို့ရဲ့ပုံစံအတိုင်းခန်းစစ်ကိုအားပြုပြီးတော့တမန်တိုင်းစစ်တီနဲ့သာရေးကိုဒုက္ခပေးဖို့ကြိုးစားလာခဲ့ပါတယ်။ဒီရပါလေရီယက်ကပဲတပတ်သက်ဆန်ဆန်ဖိအားပေးကစားထားနိုင်ခဲ့ပြီးပွဲချိန်54မိနစ်မှာဥဆောင်ကိုစတင်ရရှိခဲ့တာပါ ဒီကိုတော့အားလုံးရဲ့ MI စာဖြတ်တင်ပေးဖို့မှုကနေဂွန်ဆယ်လိုကာစီယာကကောင်းတိုက်သွင်းယူခဲ့တာဖြစ်ပါရင်လက်ချံပွဲချင်းတွေမှာရီယယ်ဘက်ကအခွင့်အရေးတချို့ရခဲ့သေးပေမယ့်အသုံးချနိုင်ခြင်းမရှိခဲ့တာကြောင့်ဒီရက်လည်းအတိုင်းပဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါရင်ရီယယ်ဟာကလပ်ကမ္ဘာလာမှာ၅ချိန်ထိပိုဆွဲထားပြီးပြိုင်ပွဲတစ်လျှောက်အများဆုံးပိုဆွဲထားတဲ့အသင်းလည်းဖြစ်ပါရင်ဒီရက်ဒီမှာလည်းပိုဆွဲဖို့ရည်ပန်းစားနေတဲ့အသင်းတွေထဲမှာပါဝင်နေပြီးရီယယ်တို့ကွာတာဖိုင်နယ်ကိုကျော်ဖြတ်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါရင်တကယ်လို့ရင်းရဲ့အနေနဲ့ quarter final ကိုကျော်ဖြတ်နိုင်ခဲ့ရင်တော့တစ်ဘက်က PSG ဒါမှမဟုတ် Bayern တို့နဲ့ဆုံတွေ့နိုင်ခြင်းရှိနေသေးတာကြောင့် ဘေးရန်အတွက်လွယ်ကူတဲ့လမ်းမဟုတ်တာကတော့သိကြနေပါတယ်။ဒီနေ့ကလကဘာလာကိုပြည်သက်တွေကအသိပေးစိတ်ဝင်စားကြပေမဲ့ပွဲရလက်တွေကတော့တကယ်ကိုစိတ်လုံရှားစရာကောင်းခဲ့ပါတယ်။အရုသမင်း၁၆တင်းရှုံးထွက်ပွဲစဉ်တွေမှာထင်မှတ်ထားတဲ့ရလက်တွေထွက်ပေါ်ခဲ့ပါတယ်။မနေ့ကဆိုရင်နမဲကြီးထေသည့်နှစ်တင်းဖြစ်တဲ့အင်တာမီလန်နဲ့မန်စီးတို့ဟာပြိုင်ပွဲတွေကိုတည်တည်ရှုံးနေခဲ့ပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။စီရီချန်ပီယံဟောင်းဂျီဟာဘရာဇီးကလပ်ဖလူမီနီစ်နဲ့ရင်ဆိုင်ခဲ့ပြီးနှစ်ဂိုးပြည့်နဲ့ရှုံးနေခဲ့တာပါ။မန်စီးတီးကတော့ဆော်ရီကလပ်အေလေကိုထင်သိမ်းမိတာကြောင့်၃ဂိုးလေးဂိုးနဲ့ရှုံးလာခဲ့ပြီးပြိုင်ပွဲကနေဆော်ဆီစီပဲတက်ခေါက်ပြန်ခဲ့ရပါတယ်။ အထူးသဖြင့်မန်စီးတီးဟာအိမ်လေကိုရှုံးနေပြီးတဲ့အချိန်မှာရယ်လိုပြောခဲ့တဲ့စကားတွေကပြန်ပြီးတော့ရေပန်းဆလာခဲ့ပါတယ်။ရယ်လိုဟာဆော်ရီကလပ်အန်နာဆာနဲ့စာချုပ်တင်ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက်ဆော်ရီလီယာဥရောပထေတီလီ၅ခုထဲမှာပါဝင်လာခဲ့ပြီးဖြစ်ကြောင်းပြောဆိုလာခဲ့တာဖြစ်ပါတယ်။ရယ်လိုကတေချာလာပေါ်ဆော်ရီလီဟာများကြီးထိုးတက်လာနေပါတယ်။လက်ရှိဆော်ရီလီဟာလက်ရှိကမ္ဘာမှာထိတ်တန့်လိ၅ခုစင်းထဲမှာဝင်နေတယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း Sony နဲ့ဆက်လက်ပြီးတော့တိုးတက်လာမယ်လို့လည်းမြင်နေပါတယ်တိုးတက်လာအောင်လုပ်ဖို့ကျွန်တော်တို့မှာအချိန်ရှိသလိုပြီးခဲ့တဲ့နှစ်နဲ့တာကာလအတွင်း Sony နဲ့ဘယ်လောက်ထိတိုးတက်လာလဲဆိုတာပြသထားပါတယ်ကျွန်တော်ဒီမှာပြောရှင်းနေပါတယ်ဘာလဲဆိုတော့ဒီလိကပြိုင်ဆိုင်မှုပြင်ထန်လို့ပါကျွန်တော်ပြောတာကို Sony လေးမှာမှကစားဖူးတဲ့သူတွေဘောလုံးအကြောင်းကိုတလုံးမှမသိတဲ့သူတွေကနားလည်မှာမဟုတ်ပါဘူးကျွန်တော်စကားတွေကိုရအောင်ပြေယုံကြည်ပါတယ်ဒီမှာကစားတဲ့သူတွေကတော့ကျွန်တော်ဘာတွေပြောနေလဲဆိုတာကောင်းကောင်းသိပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် အဲဒီမှာရယ်လိုရဲ့ပြောစကားပေါ်တော်ဝင်မြက်ကလောင်ပြောင်းခဲ့ကြတာဖြစ်ပါတယ်ရယ်လိုကဘာလီလာပြောနေတာလဲဆိုရင်လီကဘလိုလိုပြီးတော့ဥရောပထိပ်သီးလိတွေကိုရှင်းနိုင်ပါလဲဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်အခုတော့ရယ်လိုပြောခဲ့တဲ့စကားတွေကအမှန်ကန်နေပြီလို့ပြောရမလို့ဖြစ်နေပါပြီဟုတ်ကဲ့ပါဗျာဗျူလီကတော့ပါပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ